ပြည်သက်များအားလုံးပဲမင်္ဂလာပါရှင်။ယခုပြောပြပေးမယ့်အကြောင်းအရာလေးကတော့တိတ်ထဝင်အမြုတီခေါ်အမတီအကြောင်းပဲဖြစ်ပါသည်။အမြုတီခေါ်အမတီဆိုသည်မှာမာကျောသောအဆိုင်ခဲလုံးတစ်ခုသည်လောကီယသမထပညာစကန်းစင်ဆိုင်ရာဝိဇာအောက်လံပညာစကန်းစံသည်တိတ်ထ၁၀ပါအနက်ကာယတိတ်ထ ဓာလန်တနက်ပြီးစေခြင်းပီယာတိတ်တီချစ်ခင်မြနှုနှစ်သက်စေခြင်းဒနာတိတ်တီစီးပွားလက်လာပါရှင်စေခြင်းစသည့်တိတ်တီ၃ပါးအနက်အ ਨੇ ဆုံးတိတ်တီတပါးပါဆွမ်းဆောင်ထွက်မြတ်သောပစ္စည်းမျိုးကို အမှုတီခေါ်အမတီဟုခေါ်ပါသည်အမှုတီကို၃မျိုး၃စားခွဲခြားထားပါသည်နံပါတ်၄ဘူမိယအမြူတီနံပါတ်၄ရုပ်ခမှုအမြူတီနှင့်နံပါတ်၃တရိစံအမြူတီတို့ပဲဖြစ်ကြပါသည်နံပါတ်၄ဘူမိယအမြူတီ ဘူမိယအမြုတေဆိုသည်မှာမြေသားမြေဆိုင်ကြောက်တုံးကြောက်ခင်များအကြာမှာဖြစ်ပေါ်ထွက်ရှိလာ၍တိတ်ထီတပါးပါအစွမ်းတမျိုးမျိုးထက်မြက်နေသည့်မာကျောသောအဆိုင်ခဲလုံးမျိုးကိုဘူမိယအမြုတေဟုခေါ်ပါသည်ဒီအမြုတေမျိုးကိုလူသွားလူလာနေပါသည့်တောချောက်၍မြေကျန်းသောတိုက်ကုံကြက်တွင်ကြက်တီးကုန်းတို့၌ရှိသောကြောက်တောင်မြေတောင်တောင်ပူဇာများတွင်အများဆုံးတွေ့ရပါသည်ဘူမိယအမြုတေတွင်လည်း၃မျိုးရှိပါသည် ကြောက်တရိတ်ဆန်ရုပ်အမှုတီကြောက်ပြန်အမှုတီနဲ့ခြားတန်အမှုတီတို့ပဲဖြစ်ကြပါသည်ကြောက်တရိတ်ဆန်အမှုတီကြောက်တရိတ်ဆန်အမှုတီဆိုသည်မှာတော်ချောက်၏မြေကျန်းသောတိုက်ကုန်းကြက်တွင်ကြက်ကုန်းနေရာ၌ကြောက်တောင်ကြောက်တုံးကြီးများမှာဖြစ်ပေါ်နေသောကြောက်ခွေလုံးကြီးများကြောက်လေကြောက်မွေကြောက်ဖားကြောက်နွားကြောက်ပင့်ကူကြောက်မီကြောင်းယုံစသည်များတွင်ဥကောင်း၌ဖြစ်စေမျက်စိနှလုံးကြား၌ဖြစ်စေတဘာဝမကြဘဲဖူလုံးနေသည့်ဆိုင်ခဲလုံးများပါရှိတတ်ပါသည် ထိုပါရှိတဲ့အလုံးနေရာကိုရိုက်ခွဲတဲ့အခါတွင်ဖြစ်စေဓမ္မတဲ့သောစန့်ကျင်မှုတွေ့ထိဖြစ်ပေါ်လာတဲ့အခါတွင်ဖြစ်စေကျွတ်ထွက်လာပြီးတိတ်ထီတပါပါအစွမ်းတက်တီတမျိုးမျိုးဖြစ်ပေါ်နေသည့်ပြောင်လဲမာကျောသောအဆိုင်ခဲလုံးကိုကျောက်တလေးဆန်ယုံမြူတေလို့ခေါ်ပါတယ်ဒီအမျိုးတွေသည်တနာတိတ်ထီခေါ်လက်လာပါရွှင်လန်းစေခြင်းအာရောကြတိတ်ထီခေါ်ယောဂဝေဒနာပြောက်ခင်းကုသရာ၌အစွမ်းထက်ပါသည်။ကြောက်ပြံမျိုးတွေကြောက်ပြံမျိုးတွေဆိုသည်မှာတိုက်ပေါ်များရာတိုက်ကြရှိ ကြောက်တောင်ကြီးများကိုဖြိုချရာတွင်၎င်းမိုင်းဖောက်ခွဲလိုက်သောအခါတွင်၎င်းပြိုကျလာသောကြောက်သားကြောက်တုံးများကဲ့သို့မြေပြင်ပေါ်သို့အောက်ဆင်မလာဘဲရင်းတင်ရှိရာနေရာအနီးပါးရှိကြောက်တောင်တစ်ခုခုသို့နေရာပြောင်းရွှေ့လွင့်စင်ပြတ်တက်သွားတတ်ပါသည်ကျောက်သားအတွင်တွင်မာကျောပြောင်းလဲနေသောတိတ်တိအစွမ်းတက်တိထက်တိအဆိုင်ခဲလုံးကိုကျောက်ပြန်မြူတေဟုခေါ်ပါသည်။ကျောက်ပြန်ကိုရိုက်ခွေးလိုက်တဲ့အခါအတွင်မှထွက်လာသည့်အဆိုင်ခဲလုံးကိုခေါ်ပါသည်။ ကြောက်မိုင်းခွဲနေစဉ်ကြောက်တုံးတစ်ခုခုဝေးရသို့လွင်ထွက်သွားတတ်သည့်ကြောက်သားအတွင်ပါတတ်ပါသည်။ကြောက်ပြန်မြူတီကိုဝန်ပြင်းနေတောင်စွန်းကြောက်မိုင်း၌အများဆုံးတွေ့ရတတ်ပါသည်။ကြောက်ပြန်မြူတီသည်ကာယသိတ္တိပြီးသည်ဟုအဆိုရှိကြပါသည်။ချာတန်မြူတီချာတန်မြူတီဆိုသည်မှာအလွန်ကြီးမားတဲ့ချာတောင်ပူကြီးများအတွင်တွင်ချာအကောင်ကြီးများနှင့်ချာပြင်းမားတို့နေထိုင်ရာကလပ်ပုံစံ ကြောက်သားခွက်ပေါ်တွင် အစင်းစစ်စီတင်ထားပြီးတကယ်သူခြကောင်များပြုလုပ်တိဆောက်၍ဓာသားပမာအချောသားပြောင်းလဲတောက်ပါနေသည်ခြတန်လုံးအချောသားကိုခြတန်မြူတေဟုခေါ်ပါသည်ဒီအမြူတေသည်တနာသိတိလက်လာပါသိတိပိုကောင်းပါသည်ခြတန်အမြူတေကိုအမြူတေဘဝမရောက်မီအဖြစ်တွင်တွေ့ရှိကြသူများများပါသည်အမြူတေဘဝရောက်နေပြီဖြစ်တဲ့အခါလူတကာရာခဲပါသည်ခြတဲ့အမြူတွေကိုမြေကျန်တော်ကျန်သောထုံးကြောက်တောင်ချေရင်းရှိခြတောင်ပူကြီးများ ထုံးကြောင်နိုင်ငံအတွင်းရှိခြားတန်ဘူကြီးများတဲ့တွင် အများဆုံးဖြစ်ပေါ်နေတတ်ပါသည်ခြားတန်ကဲ့သို့ပွားမနေပဲဓာတ်သားကဲ့သို့ပြောင်းချောနေသည့်အပြင်အစွမ်းထက်မှုတစ်မျိုးမျိုးတိတ်ထိတဘာဘာထက်မြက်ထူးခြားနေမှသာလျှင်ခြားတန်အမြူတီစစ်ပဲဖြစ်ပါသည်။ဘဲဦးကျဲဦးအမြူတီတွေကတော့အမြူတီများတဲ့တွင်ဥစ္စာဒနာပေါ်ကျေဝါ၍ဆန်ရည်စပါးစားနေရိတ်ခါပွားများစေသောတဲ့ဘောရှိသည့်အမြူတီယတနာများပဲဖြစ်ပါသည်။ ဘဲဟုအမှုတွေယတနာများသည့်စီးပွားတိုးတက်၍ယတနာများတိုးပွားစေသည့်ကောင်းကျိုးကိုပေးဆွမ်းနိုင်ပြီးကျဲ့ဟုအမှုတွေကတော့စစ်မှတ်ဖြစ်ပွားနေသောကာလ၌ပင်စားနှင့်ရိတ်ခါအတွင်ဒုက္ခမရောက်စေဘဲတိုးပွားရရှိစေသောအစွမ်းသက်တည်းရှိကြပါသည်စံရီစဘာပေါ်များစီသည့်အစွမ်းတက်တည်ရှိသည့်ဖြင့်အချို့ရရှိကြသောတောင်သူလက်သမားများမှာဘလောက်ပေးပေးမရောက်ချဘဲအဆောင်အဖြစ်အသုံးပြုကြပါသည်။ကျက်ဥအမှုတွေအလုံးသေးနှလုံးထဲတွင်အလုံးသေးသည့်တိုက်ကျက်ဥအမှုတွေဖြစ်ပြီးကာယပိုင်းအတွက်ပါအထူးကောင်းမွန်ပါသည်။ ဘဲဥအမှုတွေယတနာနဲ့ကျဲဥအမှုတွေယတနာတို့ကိုရရှိပါကဆွေစင်မျိုးဆက်တန်ဖိုးထားသိမ့်စေကအဆောင်အဖြစ်အသုံးပြုတင်ပါသည်။ယခုအမှုတွေယတနာများအားစောင့်ထားမိဆိုပါကစံထည်ထားသောပုဂံအတွင်းထားခြင်းရွှေဆိုင်ချရီစောင့်ထားခြင်းများပြုလို့ရပါသည်။ဂျိုးအမှုတွေဆိုသည်မှာဂျိုးငဲ့ဤဥပင်ဖြစ်ပါသည်။အချာဥများနဲ့မတူတာမန်ဥများသည်ဥအပြောင်များဖြစ်ပြီးအမြုတေဥသည်အဖြူပြောင်ပဲဖြစ်ပါသည် အမြုတွေထွန်းနိုင်သောကျုံငက်သည်အခြားကျုံငက်များနှင့်မတူတဲ့သဘာဝရှိပြီးအတိုက်ပြုလို့ရတွင်လေအခြားကျုံငက်များကဲ့သို့ပင်အပင်များအကိုင်းများထက်သို့အတိုက်ပြုလို့လေမရှိပဲတိကောင်းများခြုံပုံများအတွင်း၌သာအတိုက်ပြုလို့နေထိုင်ကြပါသည်ကျုံအမြုတွေသည်အထူးသဖြင့်ကာယသိတ္တိပြည့်စည်စေပါသည်မိကွင်းစေတဲ့ကျုံအမြုတွေသည်ခွဲ၍မရအလွန်မှကြောပါသည်အမြုတွေဥထွန်းထားသောခြုံပုံတည်းရှိ ဂျိုးငဲ့ဤအတိုက်သည်တော်မီလောင်တော်လေရဲမြူတေရှိသောဂျိုးငဲ့ဤခြုံပုတ်အနီးဆယ်ပေကန့်အထိမီးမရောက်နိုင်ပေမီးကွေးနေသည်ကိုတွေ့ရှိခဲ့ကြသည့်ကိုတွေ့ဖြစ်ရများလည်းရှိခဲ့ပါသည်ဒါကြောင့်ဂျိုးအမြူတေသည်မိဖြစ်ပြုလုပ်ထားသောဓာလန်တနက်ကြီးစသည့်ပစ္စည်းများ၏အစွမ်းတတ္တိအားပယ်ဖြတ်စေနိုင်သောအစွမ်းရှိသည့်အတွက်ဂျိုးအမြူတေယူဆောင်တော်သူသည်ကာယတိတ်ထိပြည့်စည်သည်ဟုဆိုနိုင်ပါသည် ကျိုးမြူတွေသည်ကြည်မထွက်ကရပြီးလက်ရွှင်စည်းဝါးတက်စေသောကြောင့်တိတ်ထိဝင်အဆောင်တစ်မျိုးဖြစ်ကြောင်းဖော်ပြပေးလိုက်ရပါတယ်ရှင်။နံပါတ်2ရုပ်ခမှုအမှုတွေရုပ်ခမှုအမှုတွေဆိုသည်မှာတစ်ပင်များမှပင်စည်အတွင်းတွင်ဖြစ်စေအသည်အတွင်းတွင်ဖြစ်စေအစွမ်းတစ်မျိုးမျိုးတိတ်ထိတဘာဘာထက်မြက်နေသည့်မာကျောတဲ့အဆိုင်ခဲတစ်ခုကိုရုပ်ခမှုအမှုတွေလို့ခေါ်ပါသည်။ ရုပ်ခမှုအမှုတွေပါသောအပင်မျိုးမှာများသောအားဖြင့်တော၆ရီမြေကျန်းသောတိုက်ကုံကြက်တွင်းကြက်ကုံးပေါ်၌ပောက်တတ်သည့်တစ်ကောင်းပေါက်ပါသောအပင်မျိုးအခွင်မာသောအသီးပင်မျိုးတွင်အများဆုံးတွေ့ရတတ်ပါသည်ရှင်မြူတီတို့မှာဝါမြူတီအုံအမြူတီနဲ့အုတ်ရှိအမြူတီတို့ပဲဖြစ်ကြပါသည်ဝါမြူတီဝါမြူတီဆိုဒီမှာဝလုံးကြီးအမျိုးအစားများဖြစ်ကြသောဝဘိုးမျက်စံကျဲဝဘိုးဝါဝဘိုးမီဝဘိုးဘလူးပင်တို့၏အရင်ပိုင်းအစစ်ကြားရှိ အတွင်းဝလုံးကောင်းပေါက်၌တဘဝအလျောက်ဖြစ်ပေါ်တရှိနေသည့်အစွမ်းတက်တီတမျိုးမျိုးထူခြားသောမာကြောကြောအဆိုင်ခဲလုံးတစ်လုံးကိုဝါမြူတေဟုခေါ်ပါသည်။ဝါမြူတေသည့်အယောင်မှာစပြေသည့်စင်းရောင်ဝါစင်းရောင်တစ်တော်သည့်အခွင့်ရောင်အညိုရောင်စသည်တို့ပဲဖြစ်ကြပါသည်။ဝါမြူတေရှိသောဝါပင်သည်အခြားဝါပင်များနှင့်လုံးဝမတူတမူထူးခြားကွဲပြားနေသည်ကိုတွေ့ရတတ်ပါသည်။ တခါတရံတပင်နဲ့ထိပ်ဖြားပိုင်း၆နေတကယ်သူ၆လက်နေသည့်ပမာလှုပ်ခါနေတတ်ခြင်းရိမ့်ထိုးလျင်အခြားသောဝါးပင်များကိုရိုက်ခတ်၍အတန်မီအောင်ရိမ့်ထိုးတတ်ခြင်းလားပြီလားွယ်နေညာတို့တွင်တထောက်တောက်နေမြည်တမ်းချားနေရခြင်းညင်မိုးချုပ်လာသောနေဝင်ရီတရောချိန်တိုင်းဝါးကျိတ်တန်ဝါးပုတ်တန်တို့ထွက်နေတတ်ခြင်းတို့ကို ထူးဆန်းစွာကြားနေရတတ်ပါသည်ဝါမြူတွေပါသောဝါပင်မျိုးကိုတော၆ခွင်၊ကြက်တီးခုံးနှင့်တော်ကျန်းသောနေရာများတွင်အများဆုံးတွေ့ရပါသည်။ ဝါမြူတေသည်ပိယသိတိကိုချစ်ခင်မြနုနှစ်သက်ခြင်းနှင့်တနာသိတိလာဘသိတိကိုစီးပွားလက်လာပါရွှင်လန်းစေခြင်းတို့ကိုအများဆုံးဖြစ်ပေါ်စေပါသည်အောဝမြူတီအောဝမြူတီဆိုသည်မှာအုံဒီအတွင်း၌စွမ်းတတ္တိတမျိုးမျိုးထူးခြားထက်မြတ်နေသောမာကျောတီအဆိုင်ခဲလုံးကိုအုံမြူတီဟုခေါ်ပါသည်။အောဝမြူတီတွင်၃မျိုး၃စားခွဲခြားထားပါသည်။အုံဒီပုံမဟုတ်သောအလုံးပုံအမြူတီအုံဒီအသွင်ပမာအရှိပုံအမြူတီနှင့် အုံသည့်အသွင်တူသောမျက်ပေါက်၃ပေါင်အုံကျော်၃တန်းပါသည့်အုံမြူတွေတို့ပဲဖြစ်ကြပါသည်တတိယအုံမြူတွေသည်ပုံမှုအစွမ်းထက်စံကျယ်ပါသည်အုံမြူတွေပါသောအုံသည့်သည်အပင်ပေါ်တွင်တော်ယုံတန်ယုံ၆တွေမသွားပဲမကြွေကြပဲရှိနေတတ်ပါသည်နေရောညပါအုံးသည့်အခွင့်အားကြီးကဲနှုတ်သည့်ဖြင့်ထိုးပေါက်နေသည့်အလားတထောင်းထောင်းနှင့်အမြဲအုံးပင်ပေါ်၌မိနေတတ်ပါသည်။အုံးပင်ပေါ်သို့တက်၍အုံးသည့်ခြောက်နေလို့ခူးရလွဲပါသည်ဟုထင်တော်လဲခုဆွ့၍လွယ်လွယ်နှင့်မရပါအညာလိန်လွေမရ ခူးခြား၍မရသည်ကို တွေ့ရတတ်ပါသည်ခု၍တခြားအုံသီးများနှင့်ရုံတော်ထားသည့်အခါလူသူမရှိသည့်အချိန်တွင်အုံသီးပုံအပေါ်ဆုံးသို့အမြင်ရောက်နေတတ်ပါသည်။ထိုသို့ရောက်နေတဲ့အချိန်တွင်ညမိုးချုပ်လာသည့်နေ့တစ်ပိုင်းနှင့်တရောင်းထောင်းနှင့်အတန်မီနေတတ်ပါသည်။အုံသီးအတိုင်းမျက်ပေါက်သုံးပေါက်အုံကြောသုံးတန်းပါလျက်မာကြော၍အတန်တရောင်းထောင်းနှင့်မီနေသောအုံအမြုတွေမှသာအစွမ်းအထက်ဆုံးအဖိုးတန်ဆုံးအသုံးဝင်ဆုံးဖြစ်ပါသည်။ အုံဝမြူတေသည်တနာသိတိလာပါသိတိဈေးခေါ်လက်ရွှဲမာသည်အုံဒီကုံတွေများတွင် အများဆုံးရှိနေတတ်ကြပါသည်ကြွမိအဖျားနှစ်ခွသုံးခွပါသောအုံဒီများတွင်အမြုတေပါလာတတ်ပါသည်အုတ်ရှိအမြုတေအုတ်ရှိအမြုတေဆိုသည်မှာအုတ်ရှိသီလုံးအတွင်း၌အစွမ်းထွက်ရည်မာကျောသောအဆိုင်ခဲလုံးတစ်လုံးပါသည်ကိုအုတ်ရှိအမြုတေလို့ခေါ်ပါသည်အမြုတေလုံးသည်အုတ်ရှိသည့်အတွင်အညာရင်နေရာတွင်ဖြစ်စီအလဲဥတိုင်းသားတွင်ဖြစ်စီကြောက်ခဲလုံးကဲ့သို့မာကျောပါရှိပါသည် သူ့ရဲ့အယောင်မှာအစိမ်းရောင်အစိမ်းနှုတ်ရောင်ရှိပြီးအချို့မှာအဝါနှုတ်ရောင်တန်းနေပါတယ်။အုပ်ရှိပင်တပင်လုံးသီး၍ကြေကျဉ်တန်သည့်တိုင်ရောင်မကြွေကြဘဲနောက်ဆုံးကျင်ရည်နေတတ်သောအုပ်ရှိသီးထဲ၌ပါတတ်ပါတယ်။တခါတည်းရဲ့အုပ်ရှိသီးတလုံးကိုမီးပုံ၍မီးဖုံးလိုက်တဲ့အခါမီးဖုတ်ခံရသောအုပ်ရှိသီးလုံး၏အပင်ပေါ်မှအုပ်ရှိသီးများတဖုတ်ဖုတ်ကြွေကြကုန်တတ်တော်လဲမကြွေကြဘဲတလုံးထဲပင်အပင်ပေါ်တွင်ကျန်နေခဲ့သည့်အုပ်ရှိသီး၌အုပ်ရှိသီးအမြုတည်ရှိနေတတ်ပါတယ်။ အုတ်ရှိအမြုတေသည်အာရောကြတိတ်တီကောင်း၏အပူနာမိမယောဂမိယနာမူးဝေတချင်းတို့အတွေ့ကုသရနိုင်မြမသမားတော်ကြီးများအများဆုံးလက်ကင်ထားအသုံးပြုကြပါသည်အလွန်စိဘက်ဝေ၏ရုပ်ခမှုအမြုတေတွင် အလွန်အရှားပါဆုံးဖြစ်ပါသည်